မင်္ဂလာပါခင်ဗျာကျွန်တော်ခုပတ်ပြခြင်းနဲ့စာလေးကတော့မြမဒီမိုကရေစီခီးနဲ့သူရဥတင်ဦးစာအုပ်ထဲကအခန်းဆက်3ဖြစ်ပါတယ်တိုက်ပွဲမဆင်လိုက်ရသောပန်ဆန်းဘကပဌာနချုပ် ချိုချမိစီမံချက်ပြောခြင်းသေးသည်ဘုရုပ်နေဝင်းကကျွန်တော်ကိုတမတော်ကာကွယ်ဦးစည်းချုပ်ရာတို့အထိတိုးမြင့်ပြီးရာတို့ခန့်ထားပေးခဲ့သည်ထိုကျေးဇူးကိုကျွန်တော်ကပြန်ပေးဆိုင်ရန်ဆန္ဒတခု စိတ်အာရုံလေးတွင်ရှိခဲ့သည်ထိုအချိန်ကတရုတ်ပြည်မဟာရင်ကျေးမှုကို အကြောင်းပြု၍တရုတ်ပြည်နိုင်ငံရေးကလည်းအရှိန်မြင့်နေ၌ တရုတ်မြန်မာနယ်စပ်တွင်လည်းအခြေအနေဆိုးများနဲ့ကြုံတွေ့ရသည်တရုတ်မြန်မာနယ်စပ်တွင် ကျွန်တော်တို့မြမတက်မတော်မှ တက်များရှိနေသည်ဟိုက်ကမ်ပါကွန်းလုံဒေတာတဝိုက်ကျူကုတ်နမ်ဆန်ကြီးယင်းဒေတာတလျှောက်တွင်တက်မတော်နှင့်ဗမာပြည်ကွန်မြူနစ်ပါတီဘကပတက်များ ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်နေကြသည် ထိုအချိန်မှာကျွန်တော်တို့တက်မတော်ကအလုသမာအေးခင်း ဥဒ္ဒံဇာပနအေးခင်းတို့မှာပြေရခက်ရတက်ရဖက်ရဆိုတာတွေပြည်သူတို့ညိုညင်းညူစုမကြေမနက်မှုတွေများနေ kait ဖြစ်ပါသည်တမတော်အတွင်းမှာလဲထိုချီနေများကြောင့်တမတော်သားတို့စိတ်ဓာတ်ယိုယွင်းစပြုတ်နေကြသည်တစ်ဖက်ကကြည်လင်လဲပြည်သူလူတို့မှာကုံစည်းနှုံးကြီးမြင့်မှုတန်ကိုခါစီခံနေကြရသောအချိန်ခါဖြစ်ပါသည် ထိုစဉ်ကဗမာပြည်ကွန်မြူနစ်ပါတီဘာကပတက်များသည့်မြန်မာနိုင်ငံအတွင်းစစ်တပ်အပေါ်ပြည်သူတို့မတည်မနှက်ဖြစ်သည်ကိုအခွင့်အကောင်းယူပြီးဒီမြုပ်မြန်မာနယ်စပ်တွင် ထင်ရှားသောတိုက်ပွဲကြီးများဖန်တီးလာကြသည်နယ်စပ်ဒေသတွင်တပ်မတော်ကချင်းမြန်တက်ရင်၁၄၂နှစ်၁၆ရှိနေသည်တပ်မတော်နှင့်ဘာကပတို့တိုက်ခိုက်ကြရာတွင်ဟိုဘက်ကဘာကပတက်တွင်မှဘာကပတပ်သားအစ်စ်တွေမဟုတ် တရုတ်စစ်သားတွေကဘဂဗတ်စစ်ယူနီဖောင်းတွေဝတ်ပြီးမြန်မာတပ်မတော်နဲ့အင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းသာဖြစ်သည် PLA ခေါ်တရုတ်လွတ်မြောက်ရေးတပ်မတော်နဲ့ဘဂဗတ်ခေါ်ဗမာပြည်ကာမင်းနဲ့ပါတီတို့မှစစ်ယူနီဖောင်းအစင်အသွေးအယောင်အတူတူပဲအုတ်ထုတ်လက်မောင်းပခုံးနဲ့တက်ဆင်ထားသောတသိက်သားလင်ခြားနာမှုရှိသည်စစ်လေကျင့်မှုအပြေအဝရှိပြီးဖြစ်သောတရုတ်ပြည်သူလွတ်မြောက်ရေးတပ်သားတို့က ဘာကပယူနီဖောင်းဝတ်ဆင်ပြီးလက်နက်ကြီးများကင်ဆောက်၍တပ်သားပေါင်းများစွာနှင့်ချီတက်လာသည်ကိုနေဆက်ဒေသတွင် ရင်ဆိုင်ကြရသည်မြမတပ်မတော်မှခြေလင်းတက်ရင်၁၆ဆိုးလင်းတက်ခွဲလိုက်ထိခိုက်သေးဆုံးဒဏ်ရာအကြီးကျယ်ရပြီးဆုံးရှုံးမှုများခဲ့သည်စစ်တပ်အရာရှိစစ်သည်အချို့လဲရန်သူတရုတ်တပ်များဖမ်းမိခံသွားရသည်လည်းရှိသည်တရုတ်ဘာကပတပ်တွေက ဖန်စီမိသောတမ္ပရမအရာရှိယာကံအကြက်တသားများကို ကောင်းမွန်စွာ ပြည့်စုဆက်ဆံသည်သို့သော အုံနောက်စေကြောပြီးပြန်လှုပ်ပေးသည် အုံနောက်စေကြောသည့်ဆိုရာတွင်မြမအစိုးရပေါ်အပြစ်မြင်အောင်ဗမာပြည်ကွန်မြူနတီပါတီကိုအထင်ကြီးအောင်တန်တမ်းများပေး၍ပြန်လှုပ်ခြင်းဖြစ်ပါသည်ထို့သောရန်သူဖန်စီခံရသောမြမတမ္ပရမအရာရှိနှင့်အခြားအဆင့်တော်တော်များများပြန်လှုပ်ပေးတော်လဲကျန်သည့်သူတွေကိုလည်း ဘဂဗကပြန်မလို့ပဲထားသေးသည်ဘဂဗအဖန်းခံမြမစစ်တပ်အရာရှိအခြားအဆင့်တပ်သားများမှာကွန်မြူနစ်ပါတီက3လလမျှဖမ်းဆီးထား၍တင်နန်းတွေပေးကွန်မြူနစ်ဝါဒတွေဟောပြော အုံနောက်စေကျော် brain wash လုပ်ရှင်းခံရတော့လဲစိတ်တက်ကတော့ခိုင်မာနေစေဖြစ်သည်သောသောထိုသောဘဂဗတအဖန်းခံမြမတက်အရာရှိအရာခံတက်သားတွေကို တမတော်အတွင်းချက်ချင်းပြောင်းမသွင်းမဲထားသည်ထို့ပြင်လည်းတိုက်ကြီးမျိုးရှိအမှတ်တဲ့တိုင်းတမတော်လေ့ကျင့်တန်တန်းကျောင်းသို့ပို့ဆောင် လေ့ကျင့်သင်ကြားမှုများပြုခဲ့ရသည်တမတော်ချီမြန်တိုင်းရင်းများရန်သူဖမ်းမိ၍ပြန်လွှတ်သူများကိုတိုက်ကြီးလေ့ကျင့်ရေးကျောင်း၌အချိန်တော်ကြာလေ့ကျင့်ရာ၌မင်္ဂလာတော်နိုင်ငံရေးသိပ္ပံမှကတိကနိဗ္ဗာအစသောဆရာများကို စေလွှတ်၍ဘဂဗတ်တက်တွင်အုံနောက်ဈေးခံရသောအရာခံအရာရှိ တက်တွေကိုပြန်ပို့ပြီး brain wash ပြန်လုပ်ကြရသည် ထို့သောသင်တန်းပြန်ပေး၍အတော်အသင့်ပြန်လဲကောင်းမွန်လာသူတို့ကိုတက်မတော်တွင်သင်လျော်သောနေရာဌာနများသို့ပို့လို့တာဝန်ပေးအချို့ကိုတော့ပြန်သုံးရင်မဖြစ်နိုင်ဟုယူဆကအငိမ့်စားယူခွင့်ပြုလိုက်ရသည်ဤတွင်ကျွန်တော်တက်မတော်ကာကွယ်ဦးစီးချုပ်ဘဝတွင်ထို့သောဘဂဗအရေးချုံတရုတ်တက်တွင်မြမာပြည်အတွင်းဝင်တိုက်လာသည် တုံ့ပြန်ရန်ပန်ဆိုင်ဒေသဘကဘဌာနချုပ်ကို ဝင်တိုက်ရန် စီမံချက်ကြီးတည်းရဲ့ရေးဆွဲရလေသည်ပန်ဆန်းဆိုတာကတရုတ်မြန်မာနယ်စပ်တွင်ရှိသည်ကုန်းလုံးမှဆင်းလာပြီးလမ်းွယ်ကလေးတွင်ပန်ဆန်းဌာနချုပ်ရှိသည်ယခုတော့ဝါနယ်မြေဖြစ်နေပြီမြောက်ဘက်မှာလောက်ကိုင်းရှိသည်အောက်ဘက်ကသွားလင်း တာမူးငဲမှအရှိကိုတက်သွားသောတန်လွင်မြစ်ကိုကျော်ဟိုဘက်မှာလမ်းချမ်းရှိသည် လမ်းကျမ်းမှာအရှိတ်တက်သွားရင်တရုတ်နယ်ဆက်ရောက်ပြီတရုတ်နယ်ဆက်အလဲတွင်ပန်ဆန်းဘကပဌာနချုပ်ရှိသည်ယခုလဲဝအထူးပြည်နယ်ထူထောင်ထားသည်ပန်ဆန်းဒေသဖြစ်သည်ဝတီကြားပြည်နယ်မြို့တော်မှာပန်ဆန်းဖြစ်သည်မှတ်မိကြပါလိမ့်မည်ဗမာပြည်ကွန်မြူနတီပါတီဌာနချုပ်ကသခင်ပါသိန်းတွေတို့ကိုဝတိုင်းရင်းသားတပ်ဖွဲ့ကအာနာသိမ်းလိုက်သည့်တည်ရခင် ပန်ဆန်းဘဂဝဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်ချေမှုရန်ကာကွယ်ဦးစီးချုပ်အဖြစ် ကျွန်တော်စီမံချက်ရေးဆွဲခဲ့ပါသည်ပန်ဆန်းနှင့်တူသောနေမျိုးကိုပထမလေးကျင့်ရေးဆင်းရန်ရွေးချယ်သောအခါရခိုင်တိုင်းကိုသွားမြင်ပါသည်ရခိုင်ရှိလူသူအယောက်ပေါက်နေသောနေရာတောတောင်လည်းရှိသည်တောအုပ်လည်းရှိသည်ထိုနေရာတစ်ခုကို ပထမရွေးချယ်ခဲ့သည်စစ်ဦးစီးဌာနစစ်စင်စီမံချက်ကိုကျွန်တော်ကိုယ်တိုင်ရေးဆွဲပြီး ကျိုးဝတ်လှုပ်ဆောင်ခဲ့သည်ထိုစစ်စင်ရေးအတွက်တပ်သားများတယူပို့ဆောင်ရန် Bell 206အမျိုးသားရဟင်းများကိုတပ်သားများအခောက်ခောက်ခါခါတယူရန်အဆင့်စီစဉ်ထားလေသည်ဒီရဟင်းကတပ်သား12ယောက်တည်နိုင်သည်ကုန်းလုံးတာမူးငယ်မှတစ်ဆင့်တန်လွေမြင့်ကိုကြော်ဖြတ်မီထိုကပန်ဆန်းဘဂဝဌာနချုပ်ကိုဝိုင်းရိုက်တိုက်မီဖြိုချမီချေမှုန်းမီ ပြောအောင်မီဒီရဟရင် Bell 206ဆိုတာကအမေရိကန်ပြည်ထောင်စုကမြန်မာနိုင်ငံသို့ လက်ဆောင်ပေးထားသောရဟရင်များဖြစ်သည် Bell 206ရဟရင်များမြန်မာနိုင်ငံသို့ရောက်ရှိလာပုံတမိုင်းကလေးလည်းရှိပါသေးသည်အမေရိကန်ပြည်ထောင်စုနှင့်မြောက်ဗီယက်နမ်နိုင်ငံတို့အကြဖြစ်ပွားသောစစ်ပွဲပြီးဆုံးသွားသောအခါထိုင်းနိုင်ငံတွင်ထားရှိသောစစ်လက်နက်ပစ္စည်းများကျန်းနေခဲ့သည်ဤတွင် အမေရိကန်ကသူတို့သုံးစွဲနေသောကင်းတောက်လေးရင် AB10 စေစင်းကိုမြန်မာနိုင်ငံသို့ဒဖာပေးအကျွေးဆက်နှစ်ဖြင့်အယောင်ချလိုက်သည် လေးရင်တံပိုးငွေတွေကို နောက်မှပြေးပြေးချင်းပေးဆက်နိုင်သည်အမှန်ကတော့အမေရိကန်နိုင်ငံကခတ်တန်းတန်းခတ်အေးအေးဖြစ်နေသောမြန်မာအမေရိကန်ဆက်ဆံရေးကို နိုင်ငံ၏ရည်ရချက်ဖြင့်ပြန်နှွှေး၍နှွေးနှွေးထွေးထွေးစီကျင်သောသဘောဖြစ်ပါသည်ထို AB10 လေးရင်မှာ ကင်းတောက်လင်းဖြစ်ပြီးလင်းမှုနဲ့အကိုစုစုပေါင်း၂ယောက်သာ စီးနိုင်သည် ထို့တော့ပိုကောင်းသောလင်းက Tiger E5 ခေါ်တိုက်လင်းဖြစ်သည်ဒီလင်းတွေကလည်းဗီယက်နမ်နဲ့တိုက်ရန်ထိုင်းနိုင်ငံသို့ပို့ထားပြီးအသစ်ဆက်ဆက်ရမည်စုစုပေါင်း၁၂စင်းရှိသည်ဒီလင်းကတော့ Fighter မောင်းသူတိုက်ခိုက်သူတဦးတည်းပါမည်အမေရိကန်ကထိုလင်းများထိုင်းနိုင်ငံမှပြန်သေးသွားရန်တာဝန်ကြီးနေသည်ထို့ကြောင့် မြန်မာနိုင်ငံနဲ့လဲပြန်လဲချစ်ကြည်ရန်ရင်းမြန်တွေကိုလည်းပြန်မသေးရစီရန်အနည်းဆုံးနိုင်ငံ ဖြစ်သောမြန်မာနိုင်ငံတို့ဈေးလျှော့ပြီးပေါ်ပေါ်လောလောရောင်းပေးသည်အကျွေးစနစ်နဲ့လဲရောင်းပေးဦးမည်ဟုကမ်းလှမ်းလာသည်ဒီလင်များနဲ့ပန်ဆန်းရှိဘကပဌာနချုပ်ကို ဖြူရရင် သုံးနိုင်လိမ့်မည်သို့ဖြစ်၍ကျွန်တော်ကထိုကိစ္စကို နိုင်ငံတော်သမ္မတကြီးဦးရင်ဝင်းထံသွားရောက်တင်ပြလေသည်ဒီလိုကဒီလို လင်းမြန်ကောင်းကောင်းမွန်မွန်ဈေးလျှော့ရရမည်အကျွေးထားရလေရမည်ယူလိုက်ပါမည်လားဟုဦးနေဝင်းကပြောသည်မင်းအစီစဉ်ကဆင်ပြူတော်ကိုအကျွေးနဲ့ဝဲသလိုပဲကွာဒီလင်းတွင်နဲ့ပတ်သက်တဲ့အပူပစ္စည်းတွေလိုအပ်လာရင်သူတို့အမေရိကန်ကိုပဲအားကိုနေရတော့မှာသူတို့စီကထောက်ဝယ်အောင်မှာကွာဒီတော့ဒီလင်းတွေကိုမယူတာပိုကောင်းပါလေကွာတဲ့ကျွန်တော်တော့ရောက်တင်ပြစဉ်က လေဒတ်ဦးစီးတို့ ဗိုလ်ချုပ်စောဖြူလည်းကျွန်တော်နဲ့အတူပါလာသည်ဗိုလ်ချုပ်စောဖြူကအမေရိကန်လေရင်တွေကိုတိတ်လိုချင်နေလေသည်လင်းမြန်အသစ်ဆက်ဆက်တွေကိုအကျိုးစနစ်နဲ့ရမည်ဈေးနှုန်းကလည်းလျှော့စေအမေရိကန်ဒေါ်လာ3သိန်းလောက်နဲ့ရမည်ဆိုသည်ကိုထို့အပြင်ဒဖာပေးခေါ်နောက်မှပေးချေရမည်ဆိုတော့လေအကယ်၍နောက်ခါနိုင်ငံရေးပုံမပြည့်လည်လာရင်ထုံငွေမှာပေးဆက်ရန်လိုမှလိုတော့မည်အခြေအနေပဲ။ ။ဥနေဝင်းကတွဲစီမှာအမေရိကန်လေယာဉ်တွေကိုယူလိုက်ရင် အမေရိကန်၏ရှင်ပြိုင်ဘက်လက်လက်နိုင်ငံတရုတ်ကအမြင်ဆောင်မိကိုဆိုရင်နီ။ပြီးတော့ပထမရန်သားလေယာဉ်တွေဖြစ်တော့ maintenance ပြုပြင်ထိန်းသိမ်းရေးဈေးကလည်းသိမ်းမိမဟုတ်။လူသည်မြဖြည့်ထည့်နေရလဲပြီးတော့မိမဟုတ်။ထိုဒုက္ခကလည်းရှိနေဦးပြီ။သို့ဖြစ်တခေါနဲ့ပြောနေသည်မယူပါနဲ့တော့ကွာတဲ့။တခုပြောရင်ကြံနေသေးသည် ထိုစဉ်ကမြန်မာနိုင်ငံ၌မူရည်စေဝါကာကွယ်တားစီရေးလုပ်ရန် Bell 205လေယာဉ်ရဟတ်ယာဉ်စစ်နှစီးကို အမေရိကန်ကလက်ဆောင်ပေးပြီးထိုလေယာဉ်များကိစ္စကိုစောင့်ရွက်ရမည်နိုင်ငံသား၏ဝန်ကြီးဗိုလ်မှူးကြီးလှဘုံနိုင်ငံသားတို့ခရီးသွားနေစဉ်ကာကွယ်ဝန်ကြီးတာဝန်ယူထားသောကျွန်တော်ကနိုင်ငံသား၏ဝန်ကြီး၏တာဝန်ကိုပူးတွဲယူထားရသည် နိုင်ငံသား၏ဝန်ကြီးဗိုလ်မှူးကြီးလှဘုံက ကုလသမဂ္ဂနီလာငံကိုဖြစ်စေအိန္ဒိယနိုင်ငံများကဖိတ်ကြားလင်ဖြစ်စေရန်ဖန်ရန်ခါခီးထွက်ရသည့်အခါကျွန်တော်က ကာကွယ်ရေးဝန်ကြီးတာဝန်အပြင်ဘုံမီလှဘုံဤနိုင်ငံရေးနိုင်ငံသားရေးတာဝန်ကိုပါပူတွဲကြရသည်နိုင်ငံသားရေးဝန်ကြီးဌာန အတွင်းဝင်စသည်တို့ကအကြောင်းတစုံတရာဖော်ပြ၍နိုင်ငံသားရေးဝန်ကြီးဌာနသို့ကျွန်တော်ကိုတွားရောက်ရန်အကြောင်းကြားလာရင်း ျွန်တော်ကသွားရောက်၍အဆုံးဖြတ်ပေးရသည် အကြံပြုရသည်စီဝေရှိလျင် ဝင်းကြီးအဆင့်ကမကထပြုလှုပ်ဆောင်ရွက်ပေးရမည်ဖြစ်သည်ထိုစဉ်ကမူအယနိုင်ငံသား၏ဝင်းကြီးခီးထွက်လျင်ဒုတိယဝင်းကြီးကဝင်းကြီးတာဝန်ဆက်ယူဆုံးဖြတ်ဆောင်ရွက်ခွင့်မရှိ အခြားသတ်မှတ်တာဝန်ပေးထားသော ဝင်းကြီးတဦးကသာခိတလက်လက်နေသော ဝင်းကြီးနေရာတွင် ပူရဲတာဝန်ယူဆုံးဖြတ်ပေးရသည် ။များသောအားဖြင့်နိုင်ငံရေးဝန်ကြီးတာဝန်ကိုကာကွယ်ရေးဝန်ကြီးကျွန်တော်ကတာဝန်ယူပါသည်။ထိုစဉ်ကနိုင်ငံသားရေးဝန်ကြီးယုံမှစည်ရေးဘွားမှရာထူးတက်လာသော အလွန်တော်သူ အတွင်းဝင်ဒေါ်ခင်သန်းဟုမှတ်ပါသည်။နာမည်မှားလျင်လည်းပြင်ပေးကြပါဦး။နိုင်ငံသားရေးရာ ကိစ္စများကိုတက်ခနေတက်ခနေပြောနိုင်စုံနိုင်တင်ပြနိုင်သူပဲ။သူနဲ့အတူအတွင်းဝင်ဦးအောင်ခင်ဆိုသူလည်းရှိပါသေးသည်။ သူလဲလူတော်လူကျော်တယောက်ပဲလုပ်ငန်းဆောင်ရွက်ရာ၌အလွန်စိတ်ဆက်တေးကြသောသူဟု၏ကျွန်တော်တတိထားမိသည် သူတို့ကခေါ်ရင်းကျွန်တော်ကနိုင်ငံသား၏ဝန်ကြီးရုံးသို့တွားရောက်ဆွေးနွေးညှိနှိုင်းအဆုံးဖြတ်ပေးရသည်တခါတရံလဲနိုင်ငံသား၏ဝန်ကြီးခီးထွက်နေသည့်အခိုက်မျိုးတွင်ကျွန်တော်တွားရင်းလာရင်းနှင့်ပင်နိုင်ငံသား၏ဝန်ကြီးယာယီတာဝန်ဖြင့်နိုင်ငံသား၏ရုံးသို့ဝင်သွားရတတ်သည် ဘာလီများဆောင်ရွက်ဖွယ်ရှိသလဲဘာလို့အပ်သလဲမင်းမြန်စုံဆိုင်ရင်ဝင်သွားသည့်အခါလဲရှိတတ်သည်ယခုအမေရိကန်ပြည်ထောင်စုကသူတို့ထိုင်းနိုင်ငံမှာထားရှိသောစစ်လေယာဉ်တွေမြန်မာပြည်ကို ရောင်းကျင်သောကိစ္စနိုင်ငံသားရေးဝန်ကြီးထံရောက်လာသည်ကိုလာဘုံကနိုင်ငံသားရေးဝန်ကြီးဗိုလ်မှူးကြီးလှဘုံတို့ကိစ္စကိုနိုင်ငံတော်သမ္မတဦးနေဝင်းထံမတင်ပြရွေးစာက ဖိုင်ထဲမှာအိတ်နေသည် ဒီကိစ္စကိုကိုပြည်စိုးနိုင်ငံညာရေးဝန်ကြီးရုံးကဗိုလ်မှူးကြီးပြည်စိုးကနိုင်ငံညာရေးဝန်ကြီးဌာနတွင် အထူးအရာရှိတာဝန်ထမ်းဆောင်နေသည်ဗိုလ်မှူးကြီးပြည်စိုးကကိုလှဘုံနိုင်ငံညာရေးဝန်ကြီးကို အမေရိကန်လင်ကိစ္စတွေတင်ပြသည် Bell 206လင်ဆန်နစင်းရှိသည်စွန့်ဤပြည့်ရဟန်းအသစ်ဆက်ဆက်တွေဖြစ်သည် လူတွေတည်ယူပို့ဆောင်ရေးလှုပ်လင်လဲဖြစ်သည်ဆက်သွေးကိစ္စလဲဆောင်ရွက်နိုင်ပြီး ထို့အပြင်မိုးရေစေဝါနေနှင်းကာကွယ်ရေးလည်းသုံးနိုင်ပြီး အမေရိကန်ကထိုရဟင်းဆက်နှစ်ဆင့်ကိုမြန်မာနိုင်ငံအစိုးရသို့မြစ်တာလက်ဆောင်ပေးမည်ထိုကိစ္စကို ဝင်းကြီးကိုလာဘုံမြန်မာပြည်၌ရှိနေစဉ်ဗိုလ်မှူးကြီးပီဆိုးကတင်ပြဘူးသည်ထို့သော ကိုလာဘုံကဟိုကိစ္စဒီကိစ္စရှင်းတော့မျောမြင်တွေးခေါ်ပြီးနိုင်ငံတော်သမ္မတထံမတင်တော့ဘဲဖိုင်တွဲထားသည် ထို့ကြောင့်ဗိုလ်မှူးကြီးလှဘုံ ပြပခီးသွားနေတဲ့ကျွန်တော်ယာယီဝင်ကြီးဖြစ်နေ gain အမေရိကန်လေရင် ကိစ္စဘုံကြီးပြီဆိုးကကျွန်တော်ကို တင်ပြလေသည်ဘုံကြီးပြီဆိုးကပြောသေးသည်ဒီကိစ္စအကြောင်းပြန်ပါလို့မကြာခဏပဲ ကျွန်တော်ထံစာတွေဝင်နေတယ်အမေရိကန်သဘောထားအကဲခက်ရလားကျွန်တော်တို့မြန်မာကိုမြစ်တာလက်ဆောင်ပေးတာလက်မခံနိုင်ရင်ကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံကို ပေးခြင်းပုံပဲဒီကိစ္စ ဝင်းကြီးဥလာဘုံတန်တင်ပြထားတာလဲဝင်းကြီးကဘာမှအဖြေမပေးဘူးဘိုးချုပ်ရဲ့တမလာကြီးစီမတင်တော့ဘူးတဲ့ဒီတော့ဘိုးချုပ်ယခုနိုင်ငံသားရေးဝင်းကြီးယာယီတောင်းဝင်ယူခိုက်မှာဒီကိစ္စတခုတော့ပြောင်းဖျက်ပေးခဲ့ပါခင်ဗျာဒီဟန့်ရင်တွေကိုအလကားရတဲ့ဟာမွေးရေးကိစ္စပဲ၃၃စီးရေးကိစ္စပဲ၃၃ဘာမဆို၃လို့ရနိုင်တာပဲဘိုးချုပ်ရဲ့တဲ့ ဘုံကြီးပြီးဆိုပြောပြသည့်ကိစ္စမှာအကျိုးအကြောင်းညီညွတ်မျှတာနေတော့ကျွန်တော်လဲသဘောတူလိုက်သည်ထို့ဖြင့်ကျွန်တော်လဲဘုံမူကြီးပြီးဆိုပေးလိုက်သောအမေရိကန်ပြည်တော်စု၏ရဟတ်ယာဉ် Bell 206လက်ဆောင်ပေးမိစာဖိုင်ကို ယူကာနိုင်ငံတော်သမ္မတကြီးဦးနေဝင်ထံသွားခဲ့သည်သမ္မတကြီးအိမ်ရောက်လာတော့အလာပတလာပပြောရင်မင်းလာတဲ့ကိစ္စပါလေတဲ့မေးသဖြင့်ကျွန်တော်ကအမေရိကန်သာမတ်ထံမှကမ်းလှမ်းသော Bell 206 ရဟင်းဆက်နှစင်းကိစ္စတင်ပြလိုက်သည်။ဦးနေဝင်းကအမေရိကန်သမ္မတထံကစာအုပ်ယူကြည့်နေသည်။ကျွန်တော်ရှင်းပြသည်။ဒီရဟင်းအသက်ဆက်နှစင်းဟာကျွန်တော်တို့ကိုသူတို့ကနှောင်ကြိုးမပါတဲ့လက်ဆောင်အဖြစ်ပေးတာဆိုတော့လက်ခံသင့်ပါတယ်။ကျွန်တော်တို့မယူရင်လေသူတို့ကတခြားနိုင်ငံတွေကိုပေးလိုက်တော့မှာကျွန်တော်ကထပ်ရှင်းပြရသေးသည်။ဒီရဟင်းဆက်နှစင်းကအရွယ်ချက်နှမျိုးနဲ့ပေးမှာပါ။မွေးရေးစေဝါတားဆီးကာကွယ်ရေးအတွက်ပဲသုံးသောဒါမှမဟုတ်ပြည်တွင်းကကွန်မြူနတီတွေ တောင်းညံထကြွားတဲ့နေရာမှာတိုက်ခိုက်ရေးရဟယင်အဖြစ်ပဲသုံးသုံးဘာပဲသုံးသုံးရတယ်တိုက်ခိုက်ရေးရခက်ရဟယင်အဖြစ်သုံးရင်လက်နက်တက်ဆင်လိုက်တာနဲ့စစ်မီပြင်အတွက်အသုံးကျပြီပဲဒီတော့ဦးနေဝင်းကအေးကွာကောင်းမင်းကသူတို့စီက လာတဲ့စာကိုဖတ်ပြစမ်းတယ်ကျွန်တော်ကစာကိုအစအဆုံးဖတ်ပြဒီကဦးနေဝင်းကလက်ခံသွားသည်သို့တော်တခုတော့ပြောသည်သူတို့ရေးတဲ့စာစကလုံးတချို့မကြိုက်ဘူးကွာ ပြင်ခိုင်းလိုက် ငါတို့ကိုဒီလင်းဆက်နှစီ လက်ဆောင်ပေးတာ အဖွဲ့အစည်းတစ်ခုကိုပေးပါတယ်လို့ပါတယ်။အဲ့ဒီစာရန်ကိုငါမကြိုက်ဘူး။အမှန်က G2G government to government ပဲဖြစ်ရမယ်။အဲ့ဒီစာလုံးပြင်ပေးလို့ပြော။ဒါဆိုရင်ငါလက်ခံမယ်။ဤသို့ဖြင့်ကျွန်တော်လဲနိုင်ငံသားရုံးရုံးတို့ပြန်ရသည်။ဘုံဦးကြီးဘီဆိုးကိုခေါ်တက်သည့်ပညာရှင်များနဲ့တိုင်ပင်ပြီး government to government ဆိုသောစကားကို အစားအထည့်အတွင်းမြင့်လေလက်ခံမိဟုအကြောင်းပြန်လိုက်သည်ဤတွင်အလုံးဝမ်းသာသွားသည် Bell 206ရဟင်းဆက်နှစင်းကိုမြစ်တာလက်ဆောင်ပေးခြင်းသူ American ပြည်ထောင်စုအစိုးရကလည်းဝမ်းသာသွားသည်ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရလက်ခံရရှိမိစုများကလည်း US ဒေါ်လာ5သိန်းခန့်တန်သောရဟင်းများကိုငွေတပြားတစ်ချပ်မျှမကုန်ကြဘဲနဲ့ရရှိလိုက်သောကြောင့်ဝမ်းသာရပေသည် Bell 206ရဟင်းများကဒစည်းလင်းတစ်နက် ဝစ်စုံအပြည့်ဝစ်စင်ထားသောတပ်သားဆက်လက်ဦးတင်ဆောင်နိုင်သည်ထို့အပြင်ရဟယင်နှင့်အတူ ပိုက်ကွန်ချိတ်၍ရိခာသေးယူလိုပါကတရင်တွင်တပ်သား400အတွက်တရက်စာရိခာသေးယူနိုင်သည်ဒီမှာပင်ပန်ဆန်းဘကပဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်နိုင်ရန်ကျွန်တော်တို့တွက်ချက်ထားသည်မှာတစ်ခေါက်လင်းတပ်သား12ဦးပါမီလင်း3စင်းတစ်ခေါက်လင်းတပ်စုတစုကိုသေယူပို့ဆောင်ပေးနိုင်ပြီ။ ရဟင်းသုံးစင်းသုံးောက်ဆိုရင်တက်ခွဲတစ်ခွဲတန်ယူပို့ဆောင်နိုင်ပြီဤအစီအစဉ်ဖြင့်တရင်တင်ပြည့်ရန်ဘယ်နှခေါက်သေးရမလဲဆိုဒီကို တွက်ချက်အကွက်ချပြီးဖြစ်သည်တာမုန်ရဲ့ဒေတာရှိမှစိတ်ချလုံးတုံမှုရှိသောတန်လွင်မိကန်းပြီး၌ road trap ဟုခေါ်သော စခန်းချရန်နေရာကို စနစ်တကျရှင်းလင်းတည်ဆောက်သည်ထိုနေရာကနေ၍ပန်ဆန်းဘာကပဌာနချုပ်သို့သွားနိုင်သည့်လမ်းရှိသော မိုင်းကောင်ကိုဆယ်မိနစ်အတွင်းယဟန်အဖြစ်ရောက်သွားနိုင်ပြီလူကိုယဟန်အဖြစ်သွားအောက်ကရိတ်ခါကိုနက်ပိုက်ကွန်ဖြစ် ခြည်ယူသွားနိုင်ပြီအစီအစဉ်ရွေးဆွဲထားသည်တရက်ကိုတိုင်ရင်တရင်စာ3ရက်ဆိုရင်တိုင်ရင်3ရက်ပြည့်ပြီထိုတက်များနဲ့တောင်ဘက်ကတက်လာသောတက်နဲ့ကုန်းလုံးဘက်ကခြီတက်လာသောတက်တွေပေါင်းပြီးပန်ဆန်းကိုတိုက်ရန်ဖြစ်သည်လမ်းမှာရန်သူဘကပတွေလုံးဝမရှိသည့်အတွက် ဘာကဘာဌာနချုပ်တို့အလွယ်တကူချီတက်ဝန်းဝန်းတိုက်ခတ်နိုင်ပြီဖြစ်သည်ရန်သူဘာကဘာတွေကကွန်းလုံနဲ့ဟိုက်ကန်ဘာတို့မှသာရှိသည်ထို့ရန်သူတပ်တွေမှလည်းလေကြောင်းနဲ့ကြီးကြောင်းမှနေ၍ဝင်တိုက်ထား၍ညံ့ညံ့ကြေလောက်ပါပြီဘဝကြီးထွန်းကြီးတို့ဝင်တိုက်ခိုက်ထားပြီဖြစ်သည်ယခုပန်ဆန်းဘာကဘာဌာနချုပ်ကိုကျွန်တော်ဦးဆောင်အေးဆွဲသည့်လက်တပြတ်စစ်စင်ရေးနှင့်ဝင်းဖြူရန်စီမံရသည်မှာ ကြောင်းရှိသည်ကျွန်တော်ကဘိုးတော်မင်းတရားနဲ့အမတ်ကြီး ဥပေါ်ဥတို့ထုံးကိုနှလုံးမူဆောင်ရွက်ခြင်းပဲအရင်တွင်ဘိုးတော်မင်းတရားကအမတ်ကြီးဥပေါ်ဥကိုဤသို့ပြောခဲ့သည်ဟဲ့ပေါ်ဥငါလဲတိုက်ပြီးအုပ်ချုပ်ရှင်ဘီရင်လောက်လာညင်းဝေလာပြီကွယ်တောထွက်ရဟန်းပြုပြီးဝိပဿနာလုပ်ငန်းများ ဆောင်ရွက်ရရင် ကောင်းပြီလားလို့စဉ်းစားမိတယ်ဗျာ မှန်လားပါအလွန်တင့်လျော်မုံမြတ်တဲ့အဆောင်ရွက်ဖြစ်เจ้าပါဗျာဒီတွင်ဘိုးတော်မင်းတရားက အမတ်ကြီးဥပ္ပဦးကိုအမျက်သို့သွားလေသည်ငါ့ကိုနန်းတော်မှာမမြင်ကြတော့လို့ပေါ်ဦးကစင့်တော်လျော့ကန်တယ်ပြောတာကိုတလွဲတွေးကနန်းတော်တွင်သို့ဝင်သွားလေသည်ပညာရှိအမတ်ကြီးဥပ္ပဦးသည်ဘိုးတော်မင်းတရားအယူဆလွှဲမပြီးနန်းတော်ထဲဝင်သွားသည်ကိုရိပ်မိသည်မိမိအပေါ်တွင် တလွဲထင်မှတ်နာကြီးသွားသည်ကို နားလည်လိုက်သည်ထို့ကြောင့်မင်းနောက်တနေ့နေအယုံတက်အချိန်ဘိုးတော်မင်းတရားဆက်ရာဆောင်ဦးသို့ရောင်တလုံးအဆုံးခံကကရုံးပြောင်းအောင်ရိတ်လျက်ဝစ်ဖြူစင်ကြယ်ဝစ်စင်ထားသော အမတ်ကြီးဥပေါ်ဦးမှောင်ဤဝိုးတော်အလင်းရောင်ဝဝင်တဝင်အချိန်၌အရောက်သွား၏ဝတ်တွားခါသာရဲ့ရှိနေသည်ဘိုးတော်မင်းတရားမျက်နှာသက်တော်ရေဖြင့်တန့်စင်နေ၌ ဝိဖြူစင်ကျေဝိစင်နဲ့ရှိသောခစားနေသောဥပ္ပောကို မြင်သောအံ့ဩသွားလေသည်ဟဲ့မောင်ကြီးဝိုးတော်မှာဝိဖြူစင်ကျင်နဲ့ခစားနေတာဘသူတော့ခဲ့မာလာပါအရှင်ဖျားရဲ့ငယ်ကျော်ငပေါ်ဥပါဗျာမောင်မင်းငပေါ်ဥကနေရုံတော်မတက်သေးမီဘာကြောင့်အခစားရောက်တာလဲလေဟဲ့ကတော့ကလည်းပြောင်းအောင်ရိတ်ထားပါလားမှန်လားပါဘုံတော်ကြောင့် ကျွန်တော်မျိုးငဘောဦးအရှင်ဘုရားထံခါးစားရောက်ရှိလာရကြောင်းပါအရှင်ဘုရားတောမီထွက် ဥပဒနာတရားအကျင့်မြတ်ဘွားရင်ကျွန်တော်မျိုးငဘောဦးနောက်တော်ဘာကတဖောရမှာကွာ ရေဘူးရေချမ်းကန့်လန့်မိလိုက်ဖို့ရောက်ရှိလာကြောင်းပါဗျာယမန်นี่ကဥပောဥပောမကျေနပ်ချက်စိတ်ဆိုးပြေသွားလိမ့်ပြီဩပောဦးရေငါကိုတော်မင်းတရားစိတ်ကူးထဲမှာပေါ်တာ ြောမိပြောရမျောလိုက်တာပါယခုချက်ချင်းတောထွက်ပြီးတရားအထုတ်ဝိပဿနာလို့ဟုအစီအစဉ်မရှိသေးပါဘူးကွယ်ဟုပြောလေသည် အထက်ပါဘိုးတော်မင်းတရားနဲ့အမတ်ကြီးဥပ္ပဦးတို့ထုံးကိုနှလုံးမူထားတော့ကျွန်တော်သည်ယခုဘဂဗ္ဗဌာနချုပ်ပန်ဆန်းကို ဝင်းဖြူတိုက်ခိုက်ခြေမှုရ၌မျောလင်းစွာများစွာထားပါသည်ဘိုးကျုံနေဝင်ဤသားမောင်ဖြိုးဝေဝင်းဤကောင်းမှ သဘင်ရှိကိုဘိုးချုပ်စင်းသမဝယံမအစင်မြင့်စံတဆိုင်၌ကျွန်တော်တပည့်စစ်ဘိုးတူကသဘင်တူတူညှက်ခိုင်းစဉ်ကဒီနေ့ရန်ကုန်မြို့ကိုအုပ်ချုပ်နေတာစစ်အုပ်ချုပ်ရေးကာလတမတော်ကာကွယ်ရေးဦးစီးချုပ်ဘိုးချုပ်ကြီးတင်ဦးကမင်းရဲ့ဖခင်သမရာကြီးဦးနေဝင်မဟုတ်ဘူးဟုပြောခဲ့စဉ်ကဖြိုးဝေဝင်းကသူ့အဖေဦးနေဝင်းကို ပြန်တိုင်ပြောသဖြင့်ဦးနေဝင်းကကျွန်တော်အပေါ်အလွန်မင်း ဒေါသအမျက်ချောင်းချောင်းထွက်ခဲ့သည် ကျွန်တော်အပေါ်အလွန်မင်းဒေါသအမျက်ချောင်းချောင်းထွက်ခဲ့သည် မဟုတ်ပါလားယခုပန်ဆန်းဘာကပဌာနချုပ်ကိုတိုက်ခိုက်အောင်မြင်ခဲ့ရင်ကျွန်တော်အပေါ်တွင်ညှိုးပွားဒေါသထားခဲ့သောဥနေဝင်အညိုပြည်တန်ကောင်းရဲ့အမှတ်ပေးတန်ကောင်းရဲ့ဟုလည်းမျော်လင့်မိခဲ့ပါသည်ယခုလည်းဘာကပဘဟုပန်ဆန်းဌာနချုပ်ကို တိုက်ပြီးဆိုတော့အစီအစဉ်အားနိုင်ငံတော်သမ္မတဦးနေဝင်းထံကြိုတင်ပြောဆိုသတင်းပို့ပြီးဖြစ်သည်တိုက်ပုံတိုက်နည်းကတော့စီစဉ်နေသေးဟုလည်းသတင်းပို့ထားခဲ့ပါသည်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ပြသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ